ောင်းမုန်နဲ့အမြင့်ဆုံးအဆင့်ကိုရောက်နေလို့ပြောခြင်းတယ်။နောက်ပြီးတော့ဒီတည်င်းနေနဲ့ပတ်သက်လို့ကျွန်တော်တို့လိုက်ရှာကြည့်တဲ့အခါကျတော့ယူရီးယားနိုင်ငံရဲ့တည်င်းဌာန PBS တို့တခြားတည်င်းဌာနတွေမှာဒီမွန်ဂျမီမေအွန်လိုင်းရဲ့ရုရှားနိုင်ငံသွားတဲ့တည်င်းနေနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စောင့်ကြည့်ပြီးဖော်ပြနေတာတွေ့ရတယ်။နောက်ဖက်စမြအောင်မင်္ဂလာပါ။ကျွန်တော်ဒီနေ့မနက်ခင်းမှာအော်မီရဲ့တည်င်းသုံးချက်လေးချိုးနားထောင်ကြည့်အောင်ခင်ဗျာ။ဒီနေ့ဒါမှမွန်ဂျမီမေအွန်လိုင်းရဲ့ရုရှားခီးစင်မှာ အားလုံးပေါင်းသဘောတူညီချက်၁၀ခုလက်မှတ်ထိုးခဲ့တယ်နော်အဲ့ဒါတွေကကျွန်တော်တို့ပြည်သူလူထုအတွက်ဓာတ်ရိုက်အကျိုးရှိမဲ့အရာတွေပါဝင်တယ်လို့တွေ့ဝိုက်ပြီးအကျိုးရှိမဲ့အရာတွေလည်းပါတယ်ဥပမာဖြင့်ဓာတ်ရိုက်အကျိုးရှိမဲ့ဟာဆိုတာဥပမာဖြင့်လျှက်စစ်မီးဟာလာမြန်မာနိုင်ငံမှာလိုအပ်နေရဆိုတာရုရှားကတည်တယ်အဲ့ဒါကြောင့်လို့လျှက်စစ်မီးရရှိဖို့အတွက်နျူကလ িয়ার ရီယက်တာပေါ့နော်ဒီနျူကလ িয়ার ရီယက်တာဒါလေးတိဆောက်ဒါတိဆောက်ဖို့အတွက်ကိုရုရှားကလက်ရှိအနေထားမှာနှစ်နိုင်ငံအပြန်အလှန်လက်မှတ်ထိုးလိုက်ပြီ ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်အလွန်ကောင်းမွန်တဲ့သတင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဟလာပြောရလို့ရှိရင်လျက်စစ်မီးနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေများတယ်။ဒီလျက်စစ်မီးတာအကြေကျွန်တော်တို့တိုင်းပြည်မှာရလာလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီထက်အစပေါင်းများစွာဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာနိုင်တယ်။ဖြစ်လာဖို့လည်းရှိတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တိုင်းပြည်မှာဟလာကျွန်တော်တို့တော့အရင်တော့ပြောသေးတယ်ဟလာကဲကွာဟလာဒီ2020ရွေးကောက်ပွဲဖြစ်ဖြစ်အခုလာမယ့်2025ရွေးကောက်ပွဲဖြစ်ဖြစ်ဘယ်ရွေးကောက်ပွဲဖြစ်ဖြစ်နိုင်ငံရဲ့ပါတီဂရီတခုပဲပဲ ကျုပ်တို့ပါတီနိုင်ွားရင်ခင်ဗျားတို့မြန်မာနိုင်ငံကိုမီးလင်းအောင်လှုပ်ပေးမယ်ဗျာဆိုတဲ့ဂရီတခုပဲပြီးအေးအဲ့ဂရီမတီလို့ရှိရင်အဲ့ပါတီကိုလုံးဝဘယ်တော့မှမဲမပေးနဲ့တော့တီတယ်တီတယ်ဆိုလို့ရှိရင်အဲ့ပါတီလည်းဆက်ပြီးစတင်ရပြန်မလို့အဲ့လောက်အထီကိုကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားတွေအတွက်ကလျှက်စစ်မီးရအရေးကြီးတယ်နော်အရေးကြီးတယ်ဘာကြောင့်လဲကဘာမှာတကဘာလုံးမှာလားဘယ်ပစ္စည်းတွေပဲဖြစ်ဖြစ်လျှက်စစ်မီးနဲ့ကင်းကွာပြီးတော့ဟုတ်လားအသုံးပြုလို့ရတဲ့ပစ္စည်းဆိုတာတော့ရှားနေပြီ ဒါကြောင့်လည်းပြောရတဲ့နိုင်ငံတော်အနေနဲ့လက်ရှိဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လက်ထက်မှာလျှက်စစ်မီးကိုခင်ဗျားတို့အစိုးရကြီးပဲစောင့်နေကြနဲ့။နော်အစိုးရလည်းကျွန်တော်တို့အစိုးရရဲ့စီမံကိန်းတွေဆိုတာကချက်ချင်းကြီးမဖြစ်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်တို့လည်းလုပ်နေတယ်။ဒါပေမဲ့ဒီဘောဘလူးခေါ်မလဲပုတ်ကလီကတွေအနေနဲ့လည်းလျှက်စစ်မီးထုတ်လုပ်ပါကျွန်တော်တို့ခွင့်ပြုပါတယ်အခုဆိုလို့ချင်းဟဲ့လားကျွန်တော်တို့အဲအဓိကအဖြစ်နေအောင်ကြီးကနေပြီးတော့ဟိုလျှက်စစ်စွာရင် ထုတ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေပေါ့နော်ပုတ်ကလီကကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေတော်တော်များလာတယ်နော်တော်တော်များလာတယ် ဒါကဘာလဲဆိုတော့မှန်တယ်ကျွန်တော်တို့ကဥပမာပြင်ကျွန်တော်တို့ဟလာအဲကျွန်တော်ဟော်လန်တို့ဂျာမီတို့မှာဆိုလဲကျွန်တော်တို့အစိုးရအနေနဲ့အစိုးရရှိရတော့လို့ဟိုယူရတော့ယူရတော့ဘယ်လိုခေါ်မလဲဆိုတော့ကောင်းတယ်သို့ပေမဲ့တချို့ကိစ္စတွေမှာအစိုးရအနေနဲ့100%မပြည့်စည်ပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ကပြမပုဂ္ဂလိကကုမ္ပဏီတွေကိုအားကိုးရတာရှိတယ်အုပ်ဒီရလည်းဒီလိုပဲပေါ့နော်အဲ့တော့အဓိကအဖြစ်ဒီသတင်းသတင်းမှာဘယ်လိုရေးထားလဲဆိုတော့နာဆာကအုပ်ထာနဲ့ရုရှားနိုင်ငံတမရတို့နျူကလ িয়ার ဒါဘေးစက်ရုံနာဆာကအုပ်ထာနဲ့ရုရှားနိုင်ငံတမရတို့ နျူကလ িয়ার တရားပိစက်ရုံတိဆောက်ရေးအပါဝင်သဘောတူညီချက်10ခုကိုလက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီးတော့တင်းမှာအဲ့လိုရေးထားတယ်။နောက်ဆက်ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်မိုယုံမီမြောက်လိုင်ဟာရုရှားနိုင်ငံသမ္မတဖိတ်ကြားချက်အရရုရှားနိုင်ငံမှာနိုင်ငံတော်အစ်စ်တရားဝင်ချစ်ကြည်ခီးစဉ်ရောက်ရှိလျက်ရှိပြီးတော့မတ်လ၄ရက်နေ့ညပိုင်းကရုရှားသမ္မတမစ္စပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အဲ့လိုတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီးချိန်မှာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုလုံးဘောတူညီချက်၁၀ခုကိုနှမတ်ရေးထိုးခဲ့ကြောင်းသိရတယ်။ ဒီပလိုမာများဘွဲများအတိမတ်ပြည့်ရေးဆိုင်ရာအစိုးရကြားသဘောတူညီချက်မြန်မာနိုင်ငံရင်စွမ်းအင်အနည်းငယ်ဖြင့်လေပတ်နိုင်သောအသေးစားနျူကလ িয়ার small nuclear reactor ပေါ့နော်အသေးစားနျူကလ িয়ার ဒါဘေးဆက်ယုံများတိဆောက်ရင်းနဲ့ပတ်သက်သည့်အခြေခံမူများဆိုင်ရာသဘောတူညီချက်အမှုမြုံနှင့်တက်ရောက်ကြည့်ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်တွေပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တို့အပါအဝင်သဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ရတယ်ဆိုဒီလိုမျိုးသတင်းမှာဖော်ပြထားတယ်။အဓိက ဟာကျွန်တော်တို့နိုင်ငံသားတွေနဲ့တိုက်ရိုက်ပတ်သက်တဲ့သဘောတူညီချက်တွေကိုဒါအဓိကဖော်ပြထားတာနော်အဲ့ဒီသဘောတူညီချက်၁၀ခုအားနဲ့လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာရုရှားသမ္မတပူတင်မှစွန့်ရင်ကဏ္ဍအားရုရှားမြန်မာနှစ်နိုင်ငံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးအဓိကလမ်းကြောင်းအဖြစ်သတ်မှတ်ခဲ့ပြီးတော့တဲ့စွန့်ရင်ကဏ္ဍမှာပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေကိုအစီအမဲရှာဖွေလျက်ရှိရသည်ပြောကြခဲ့တယ်ဒါအပြင်မြန်မာနိုင်ငံမှာစွန့်ရင်အနည်းငယ်ဖြင့်လေပတ်နိုင်တဲ့အသေးစားနျူကလ িয়ার ဓာတ်အားဖြင့်စိတ်ယုံတိဆောက်ရန် ဆုံးဖြတ်ချက်အားဖြင့်နိုင်ငံအတွက်ဈေးသက်သာပြီးတဘာဝပတ်ဝန်းကျင်နဲ့တဟဆန္ဒဖြစ်တဲ့စွမ်းအင်ပေးစွမ်းနိုင်ပြီဖြစ်ပြီးတော့အလုတ်ကံများဖန်နှင်းနိုင်ပြီလို့ပြောကြခဲ့တဲ့ဒါအတူတဲ့နာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်အားမော်စကိုမြို့မှာမေ9ရက်မှာကျင်းပမယ်အောင်ပွဲရခြင်း80နှစ်မြောက်အထိမ်းအမှတ်အောင်ပွဲရခြင်းဆိုကျွန်တော်တို့ဒီတက်နေတော်ရဲ့အောင်ပွဲရခြင်းเนาะအနှစ်80မြောက်အထိမ်းအမှတ်ပါတယ်ပေါဝင်တက်ရောက်ရန်ရုရှားသမ္မတပူတင်ကဖိတ်ခေါ်ခဲ့ပြီးအောင်ပွဲနေ့မှာမြန်မာနိုင်ငံကတက်မတော်သားတွေပေါ့နော်တက်မတော်သားများလည်း တက်မတော်သားတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ပါပါဝင်ခြေတက်ခွင့်ပြုတယ်ဆိုပြီးတော့ဒီလိုမျိုးပြောတာဒါပြောရရင်စစ်ဖက်နယ်ဘက်မှာမြန်မာနဲ့ရုရှားဟာဆက်ဆံရေးကအမြင့်ဆုံးအဆင့်ကိုရောက်နေတယ်လို့ကျွန်တော်ဒီလိုမျိုးပြောချင်တယ်နော်ဆက်ဆံရေးကအရန်ကောင်းမွန်တဲ့အမြင့်ဆုံးအဆင့်ကိုရောက်နေလို့ပြောချင်တယ်နောက်ပြီးတော့ဒီတည်င်းနေနဲ့ပတ်သက်လို့ကျွန်တော်တို့လိုက်ရှာကြည့်တဲ့အခါကျတော့ယူရီးယားနိုင်ငံရဲ့တည်င်းဌာန PBS တို့တခြားတည်င်းဌာနတွေမှာဒီမွန်ဂျမွေးမေအောင်လိုင်ရဲ့ရုရှားနိုင်ငံသွားတဲ့တည်င်းနေနဲ့ပတ်သက်ပြီးတော့ အမြဲမပြတ်စောင့်ကြည့်ပြီးပေါ်ပြနေတာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ Middle East ADD အာရှပေါ့နော်ဒီအာရှ Central Asia မှာရှိတဲ့နိုင်ငံတွေတော်တော်များများကလည်းဗိုလ်ချုပ်ကြီးမြောက်လိုင်းရဲ့ Russia ခီးစဉ်ကိုစိတ်ဝင်စားတယ်အဲ့လိုပဲကျွန်တော်တို့ဥရောပနိုင်ငံတချို့ကသတင်းဌာနတွေကလည်းဗိုလ်ချုပ်ကြီးမြောက်လိုင်းရဲ့ Russia ခီးစဉ်နဲ့ပတ်သက်ပြီးတော့လောက်ကန်ဆောင်ရွက်မှုတွေအားလုံးကိုစိတ်ဝင်တစားပေါ်ပြနေတာကိုကျွန်တော်တို့တွေ့ရတယ်အဓိကတော့ကျွန်တော်တို့ပတ်ဝန်းကျင်နိုင်ငံတွေမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံကဗိုလ်ချုပ်ကြီးမြောက်လိုင်းရဲ့ Russia ခီးစဉ်ကိုစိတ်ဝင်တစားနဲ့အနီးကပ်စောင့်ကြည့်ပြီးတော့ သူတို့ပြည်သူတွေကိုပေါ်ပြနေတာကိုကျွန်တော်တို့တွေ့နေရတယ်။အဲ့တော့ပြောရလို့ရှိရင်ဒီခီးစဉ်ဟာကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိအချိန်အတွက်မဟုတ်ဘူး။လက်ရှိအချိန်အတွက်သာမကလာမယ့်အနာဂတ်အတွက်ပါအရင်အရေးကြီးတဲ့ခီးစဉ်တစ်ခုဖြစ်တယ်။အဓိကကဘာလဲဆိုတော့မြန်မာနိုင်ငံသားတွေအတွက်ဓာတ်ရိုက်အကျိုးရှိမဲ့လုပ်ငန်းအတော်များများကိုအစ်စ်မြင့်ခေါင်းဆောင်နှစ်ယောက်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ခီးစဉ်ဖြစ်တယ်။အဲ့တော့ပြောရရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထုကိုအဓိကလိုအပ်ချက်ကိုပြောပါဆိုလျှက်စစ်ပဲ။ ျွန်တော်တို့နိုင်ငံသားအားလုံးကလျှက်စစ်ကိုချင်းချင်းတက်နေကြတယ်လျှက်စစ်မီရမှသူတို့ဟလာပြောရရင်လျှက်စစ်မီမရတဲ့ဒဏ်ကိုအတော်များများခံနေရဒါကြောင့်မို့ကျွန်တော်တို့ကဒီခီးစင်မှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးကအ धिक ဟလာပြောရလို့ရှိရင်ဟိုဒီဗိုလ်ချုပ်မှုကြီးကိုကောင်းကြီးပေးမဲ့ဟာကတော့လျှက်စစ်မီရရှိဖို့အတွက်အစွမ်းကိုစူးစမ်းနေတဲ့ကိစ္စကိုတော့နိုင်ငံသားတွေအနေနဲ့ပြောရရင်အလွန်အလွန်စိတ်ဝင်စားလိမ့်မယ်လို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်တယ်เนาะဒီလိုမျိုးသုံးသပ်နောက်တစ်ခုကဘာလဲဆိုတော့ နောက်တရင်တဘုတ်ကဒီခီးစဉ်ကြောင့်ပဲပေါ့နော်ဒီခီးမြန်မာနိုင်ငံကနေပြီးတော့ရွှေပြောင်းလုတ်သားတွေခေါ်ယူဖို့ကိုရုရှားအနေနဲ့အမြန်ဆုံးစတင်မယ်။အဲအမြန်ဆုံးဆိုတာကဘာလဲဆိုတော့နာမည်လာမှစတင်မယ်ဆိုပြီးဒီတရင်တဘုတ်ကိုဖတ်လိုက်ရတယ်။ဧပြီလမှာဧပြီလမှာစတင်မှာပေါ့နော်။အဲ့ဒါသူကဘယ်လိုရေးထားလဲဆိုတော့မြန်မာနိုင်ငံအနေနဲ့ရုရှားနိုင်ငံကိုရွှေပြောင်းအလုပ်သမားတွေဧပြီလမှာစတင်ပို့သွားပို့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံရဲ့ပြည်ပအလုပ်ကအေဂျင်စီတွေကပြောကြားခဲ့တယ်လို့ Thai Newsroom သတင်းဌာနကဖော်ပြခဲ့တယ်တဲ့။ နှစ်နိုင်ငံအစိုးရတွေကရုရှားနိုင်ငံရဲ့ကုန်ထုတ်ဆက်မှုလုပ်ငန်းစောက်လုပ်ရေးနဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာလုံခြုံမှုမြန်မာအလုပ်သမားတွေစေလွတ်နိုင်မှုနားလည်မှုစာချုပ်လာတည့်ရက်အရာဆောင်ရွက်နေကြတာဖြစ်တယ်လို့လည်းသတင်းတွေကဆိုရဲတယ်ပထမအတုပ်အနေနဲ့စောက်လုပ်ရေးလုပ်ငန်းတွေမှာမြန်မာအလုပ်သမားတထောင်ခန့်တောင်းရောက်လုပ်ကြိုင်မှာလည်းဖြစ်တယ်လို့သတင်းတွေကဖော်ပြတယ်ဖေဖော်ဝါရီလ24ရက်ကအလုံသမဝန်ကြီးဌာနပြောင်းသူဝန်ကြီးဦးချစ်စွေဒုတိယဝန်ကြီးဦးဝင်းရှိန်နဲ့ကုမ္ပဏီညွှန်ကြားရေးမှူးတွေကအလုံသမအေဂျင်စီနဲ့တွေ့ဆုံကြရမှာမြန်မာ နားလည်မှုစာချုပ်လားအများအပြားလက်မှတ်ရေးထိုးခဲ့တဲ့အနက်ရှားနိုင်ငံတို့အလို့သမားစစ်လို့ရေးအတွက်ဖြစ်တယ်လို့ပြောခဲ့ရတဲ့အလို့သမားအေဂျင်စီ၄ခုကသူတို့အနေနဲ့ရုရှားကုမ္ပဏီတွေစီကအလို့အကိုက်ကမ်းလှမ်းမှုတွေရခဲ့ပြီးတော့တဲ့တွားရောက်လုတ်ကင်မဲ့အလို့သမားတွေအနေနဲ့အေဂျင်စီဝန်ဆောင်ကဒါမှမဟုတ်တခြားကုမ္ပဏီစီတွေပေးဖို့မလိုပါဘူးလို့လည်းသူတို့ကပြောကြခဲ့တယ်တဲ့ပြောရရင်တော့ free သွားရမှာ free သွားမှာနော်ကိုကြတဲ့ဘလိုမောင်းလဲ ပြောကြားခဲ့တယ်လို့သိရတယ်တဲ့အေဂျင်စီဝန်ထမ်းတူကလည်းကျွမ်းကျင်လုပ်သားတွေစုဆောင်းနေတယ်ဆိုတာထပ်မံပြောကြားခဲ့တယ်နိုင်ငံသားတိုင်းပြည်ဒိုမရုရှားတို့လာရောက်အလုပ်လုပ်ကန်သည့်အလုပ်သမားတွေအဖို့လေယာဉ်လုပ်ငန်းမှာလစာအမေရိကန်ဒေါ်လာ900ခန့်နဲ့စောက်လုပ်ရေးလုပ်ငန်းတို့မှာလစာအမေရိကန်ဒေါ်လာ1300ခန့်ရရတယ်လို့သိရတယ်လစာကိုရုရှားရူဘယ်ငွေနဲ့ပေးချေခြင်းတင်တောင်းမှမြန်မာနိုင်ငံအတွင်းတနေ့ကိုအနေဆုံးလစာ6800ကျပ်ဒါမှမဟုတ်တရားဝင်ငွေလဲနှုန်းအရတစ်လကိုလစာ ဒေါ်လာ40ခန့်သာရရှိမှုထက်များစွာကောင်းမွန်တယ်လို့သိရတယ်ဆိုပြီးတော့ထိုင်းသတင်းသဘုတ်မှာဒီလိုဖော်ပြထားတယ်။အဲ့တော့ပြောရလို့ရှိရင်စောက်လို့ရလုံသားတွေအတွက်တစ်လောက်ဒေါ်လာ1300ဆိုတာနည်းနည်းတော့ပတ်စံတော့မဟုတ်ဘူး။တလားဒေါ်လာ1300လို့လက်ရှိငွေနဲ့ဆိုရင်360လောက်ဖြစ်မယ်เนาะ360လောက်ဖြစ်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟလာဒီဂျန်နဲ့စိုက်ပျိုးရေးတို့ဟလာဂျန်နဲ့ဟိုဘလူးခေါမလဲဝန်ဆောင်မှုလုပ်ငန်းတွေပေါ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာဆိုတလားဒေါ်လာ900လောက်ရမယ်လို့ဒီလိုမျိုးကုမ္ပဏီတစ်ခုက ဒီလိုကန့်လန့်ထားတယ်ဆိုရင်ဒီလိုပြောတယ်အဲ့တော့ပြောရရင်တော့ကျွန်တော်အရင်ကလည်းကျွန်တော်သုံးသက်ပြခဲ့တယ်လို့ပဲရုရှားနိုင်ငံဟာပြောရရင်ဥရောပပဲရုရှားကဥရောပပဲတော့ပြောရလို့ရှိရင်ဘာကြောင့်လဲဆိုတော့ရုရှားလူမျိုးတွေဟာခင်မခင်မင်တတ်တယ်နောက်ရုရှားလူမျိုးတွေကမယုံပါဘူးအဲ့ဒါကိုကျွန်တော်ပြောချင်တယ်ရုရှားတွေနဲ့ကျွန်တော်တို့ပေါင်းမလို့သူတို့ကနိုင်ငံခြားသားကိုခင်မင်တတ်တယ်သူတို့မယုံပါဘူးခုလိုတဲ့ရင်ကိုသုံးသက်တင်ပြပြီးတော့လေကောမန့်လေးတူးတင်ပါတယ် တတင်းနေရတော့တတင်းကောင်းနေမှာဗျာနော်ဒီပိန်းနေရတော့ဘယ်လိုခံစားနေရမှန်းမသိဘူးဒီပိန်းနေထမင်းကြောင့်အုပ်စုတွေကတော့ဒီအချိန်မှာတော်တော်လေးလောင်ရိုက်နေမှာဗျာနော်သူကတော်တော်လေးလောင်ရိုက်နေမှာနော်နောက်ပြီးတော့ကာတိုအကြီးကြီးကိုတစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေကြတယ်မီဒီယာတွေတော်တော်များမှလည်းဖော်ပြကြတယ်နော်သူကအနှက်ကမီဒီယာတွေတော်တော်များမှဖော်ပြနေတာကျွန်တော်လည်းတွေ့ရှိရတယ်နော်ဒီပိန်းနေရအဲ့ဒါကြည့်ပြီးတော့မကြည့်ရင်လည်းကြည့်မမြင်ရင်လည်းမြင်နေရတဲ့ဘဝပေါ့နော်ပြီးလောင်ရိုက်ပြီးတော့နော်မကြည့်ခိုးလည်းခိုးကြည့်ရတယ်ဗျာနော်သူတို့ကလည်းအပြင်းမနာလိုတွေဖြစ်ပြီးတော့တို့ကအဲ့မှာဖြစ်ပြနေတယ်နော်။ဒါကြောင့်မှလည်းကျွန်တော်များတွေ့ရတယ်ကနော်။ဒီဘင်းလောင်ရရတဲ့အကြောင်းလေးပေါ့နော်။